بسم الله الرحمن الرحيم جم سجنا تنار نتارو موتا تو نراكنا شمت موتو الله شمين نمارو في أصابي بائي ومن سيئات أعمالنا من يهده الله فلا مضل له ومن يضلله فلا هادي له وأشهد أن لا إله إلا الله وحده لا شريك له وأشهد أن سيدنا ونبينا ومولانا محمدا عبده ورسوله صلى الله تعالى عليه وتبارك وسلم تسليما كثيرا كثيرا أما بعد فأعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم <applause> يا أيها الذين آمنوا أطيعوا الله وأطيعوا الرسول وأولي الأمر منكم وقال تعالى فاسألوا أهل الذكر إن كنتم لا تعلمون وقال تعالى ومن يشاقك الرسول من بعد ما تبين له الهدى ويتبع غير سبيل المؤمنين نوله ما تولى ونسله جهنم وساءت مصيرا صدق الله العظيم <تضحي إزادة إسلام تادنا وين تادنا جينا ولجمع قوم كنا mm ီဘက်ကတော့ရန်ကုန်တတိုင်းလုံးတယ်လီဖုန်းကိစ္စနဲ့ပတ်သက်ပြီးတပြိုင်တည်းတနေ့တည်းတစ်ချိန်တည်းဟောဖို့ရအစီအစဉ်တရားအဖြစ်နဲ့ဟောကြားမှာဖြစ်ပါတယ်အကြောင်းရင်းကတော့တလောက

မန်ဟူဝဆယ်ဖီဆိုပြီးတော့ဆယ်ဖီဆိုဒီမှာဆိုတဲ့စာအုပ်ထုတ်ထပ်ထုတ်လာအဲ့ဒီလိုထပ်ထုတ်လာတဲ့အခါကျတော့မှပဲကျွန်တော်တို့ရန်ကုန်ထဲမှာကျွန်တော်တို့မြန်မာနိုင်ငံမှာဆယ်ဖီရောက်နေတယ်ဆိုတာသိလေအဲ့တော့ကျွန်တော်တို့အနေနဲ့ تو رو بکانی بھی رو تو رو دبے دا جینی یعنی ٹھول لارے زغاری جاؤ تا سلفی زغاری والا حضرات تیرو تیارے دیبو گوری کونے گوا موین کھان جاؤ دیبو گوری کونے گوا موین کھان جی مبیو جاؤ مبیو دے اچھیں تو رو کو گو تو رو ہنفی ہنفی لولے پیونی جاؤ ہنفی وہاں سے گرو پیونی တို့ကျောင်းမှလည်းခေါ်ပြီးတော့ညမောင်ကအာလင်ဒီတွေကိုခေါ်ကျွန်တော်ပါပါဝင်ခေါ်ပြီးတော့တို့ကဟနဖီပါဆိုပြီးတော့နှစ်နှစ်လောက်အရင်ကပြောခဲ့တယ်တို့ဒီလိုပြောခဲ့တဲ့အတွက်ကျွန်တော်တို့ကကဲဘာပဲဖြစ်ဖြစ်အပြင်းအကြားတဲ့စကားကိုကြယူမဆိုင်တော့ဘူးဆိုပြီးတော့နေလိုက်အခုတို့စာအုပ်တွေအပြန်လန်ထွက်လာတဲ့အခါကျတော့မှဒုတိယထွက်လာတဲ့မနဟောဆယ်ဖီဆိုတဲ့စာအုပ်ထဲမှာ ကျွန်တော်ဟာဆလဖီဟနဖီပါဟနဖီဆလဖီပါကျွန်တော်ကိုဆလဖီခေါ်ရင်ကျွန်တော်ဟာဟရမလားဘာမှကန့်ကွက်စရာမရှိဘဲနဲ့လက်ခံပါတယ်ဆိုတဲ့သကလုံးတွေတုံးလာတုံးလာတဲ့အပြင်စာမျက်နှာ98မှာဘာတွေ့ရတယ်လဲဆိုတော့ဟနဖီဆလဖီပရီလဗီဒီယိုဘန်ဒီဆွန်နီဆွန်နီပါပါ

အဲ့ဒီအချိန်ကစပြီးတော့လူတွေအားလုံးဟာဒီနေ့အထိရှိရှိသမျှသူတော်စင်တွေပညာရှင်တွေဒုက္ခမိန်ကြီးတွေအကုန်လုံးဟာအတိညာခေါင်းပါသူဆိုတော့ဆိုပြီးသူတုံးလိုက်အင်မတန်ရိုင်းတိုင်းလေအင်မတန်ရိုင်းပြအင်မတန်မှဂျာဟီလ်ဆန်နေနော်အဲ့လိုစကားလုံးကိုတုံးချလိုက်ကဘာပေါ်မှာအစ္စလာမ်သာသနာဝင်အများစု အများစုဟာအီမမ်ကြီး၄ပါးကိုလက်ခံထားတဲ့သူတွေပဲအနဗီရှိမဲရှာဖီရှိမဲမာလီကီဟမ်ဘလီဒါရရှိဒါကိုအဲ့လေဆွန်နတ်ဝလ်ဂျမာအတ်လို့ကျွန်တော်တို့ကခေါ်တာဆွန်နတ်ဝလ်ဂျမာအတ်ဆိုတာဆွန်နီကိုခေါ်တာဆွန်နီယာစအတိညာခေါင်းပါသူဆိုရင်တော့ဒုက္ခပါပဲပြန်တနည်းရောက်တော့ဘာပြန်ရေးလဲဆိုတော့ကျွန်တော်ဟာဟနဖီဆလာဖီပါတဲ့

အဲ့မှာဆာလဗီတစ်လုံးမှပါမလားနှစ်ပေါင်းရာနဲ့ခြီးပြီးတော့ကုံဆုံးသွားနေနှစ်ပေါင်းရာနဲ့ခြီးပြီးတော့ကုံဆုံးသွားနေအစ္စလာမ်ရဲ့တက်ကရဲ့ဟီဂျရီစံတဲ့ရာစုနှစ်ပေါင်းတစ်ထောင်နဲ့200ကုံဆုံးသွားတယ်ဆာလဗီပေါ်မလားအခုမှဆာလဗီတွေကထွက်လာတယ် ောက်သူကလာပြီးတော့ထွက်ထွက်လာတာမဟုတ်ဘူး။သူကတွဲပါတွဲလိုက်။ဟန်နဖီနဲ့ရောတွဲပြီးတော့အမမမဘာလဲသိလား။ဘလူးကမင်းသားကောင်းဆုပ်ပြီးတော့ထွက်လာ။တတိရှိရင်ကိုယ့်ကိုဟန်နဖီပဲပြောရမယ်ဆလဖီလားမပြောနဲ့။ဆလဖီဆိုတော့ဗမာပြည်မှာလာလဲမလာနဲ့ရှိလဲမရှိဘူးအစတွေကလည်းမချဘူး။အဲ့တော့ဒါကလည်းအစပြိုးပြီးလိုက်တာခင်ဗျားတို့ကျွန်တော်တို့ နာရီဝသွားအစပြုတ်ပြေးလိုက်တယ်နောက်ကျရင်ဟနဖီကိုဖြုတ်ချပြီးကျုပ်တို့ကဆလဖီပါဆိုပြီးတော့ခေါင်းထောင်ပြီးတော့မြန်မာနိုင်ငံမှာအရှုပ်ဆုံးတစ်ခုရှုပ်ဖို့လားဒါအရှိန်ယူလိုက်ဒီတော့လူချင်းမအပေါင်းတို့ခင်ဗျဒီလိုစာအုပ်ဖတ်လာတဲ့အခါကျတော့ကျွန်တော်တို့အများစုဖြစ်တဲ့အဟလ်ဆွန်နတ်ဝလ်ဂျမာအာလင်ပညာရှင်များဟာနေလို့မရတော့ ဘာကြောက်လဲဆိုတော့ဒီလူတွေဟာတဖြည်းဖြည်းတဖြည်းဖြည်းပလီတွေဝင်လာပြီးရင်ပလီမှာနှချမ်းခွဲလိုက်မယ်လူတွေနားမလဲတဲ့မသိတဲ့လူတွေကိုအမျိုးမျိုးပုံစံချပြီးတော့လိန်ညာပြီးတော့ဟိုဘက်ကိုတွင်းသွားအခုလေရန်ကုန်တိုင်းထဲမှာတပလီနှစ်ပလီလောက်ဒီလိုဖြစ်နေအာရဗီသင်္นานပြိမယ်ဆိုပြီးတော့အာရဗီသင်္นานပြိမယ်ရုပ်ပြပြတယ် ်အရဗီသင်္นานသိမယ်ဆိုရုပ်ပြပြပြီးတော့ဒီဘက်ကနေလူတွေကိုအထဲတဲ့အထဲတဲ့မှာတူးချင်းတူးချင်းဘာလို့လဲဆိုတော့သူတို့ရဲ့ဝါရတွေအခိတာတွေကိုလူတွေကိုထည့်ပေးတယ်အဲဒီလိုထည့်ပေးတဲ့အခါကျတော့လူတွေကအခိတာပိုင်းဆိုင်ရာအမှားအယွင်းတွေကိုသူတို့ရဲ့အထဲတဲ့မှာရောက်လာတဲ့အခါမှာကျွန်တော်တို့စွန်နီနဲ့အတိုက်ခံဖြစ်လာတဲ့ဇကားများလာပလီတဲ့မှာဇဂရာလေးတွေဝင်ဝင်လာတယ် အဲ့တော့ပလီရမှာတစ်ချီးတစ်ချီးဘာဖြစ်သွားမလဲဆိုတော့နှစ်ချမ်းဖြစ်သွားတယ်။ဥမတ်ရဲ့ပြိုကွဲမှုတွေစလာ။နော်။အခုတချို့ပလီတွေကဒီလိုဖြစ်လာတာ။အဲ့ဒီမှာရှိနေတဲ့ကာမလူမော်လဘီမဟုတ်ဟာဖစ်မဟုတ်ဒါနဲ့ပတ်သက်ပြီးတော့တမိုင်းဟာရမလား။သူရဲ့အကြောင်းအရာတွေဘာမှနားမလဲပဲနဲ့။ဟိုလူတွေစကားသုံးလေးခုပြောလိုက်တာကိုလက်ခံပြီးတော့ အူဒီယာအာလင်နေနဲ့အိန္ဒိယအာလင်နေနဲ့ဟုတ်မလားအကုံစော်ကားနေတယ်အကုံစော်ကားနေတယ်တစ်ချိန်ကဒီယာအာလင်ကြီးကနောက်လိုက်ခဲ့တဲ့သူကအခုအရပ်ကိုညှော်ပြီးတော့လှမ်းကြည့်တယ်အရပ်ကပဲဟုတ်မလားအာလင်ကြည့်တယ်ဒီဘက်မှာအာလင်မရှိဘူးဆိုတဲ့ပုံစံသူတို့တွေဖြစ်ပုံတကယ်ကျွန်တော်တို့ကျေးဇူးပြုထားတဲ့အာလင်ကြီးတွေရှိတဲ့မလာရှက်ဗလီသာနဗီတို့ဘာလို့ဆိုရင်ကျွန်တော်အာရှတိုင်းမှာအင်တန်ချိုးပန်းခဲ့တဲ့ပုံကိုယ်တွေသူတို့ထိုင်ပြီးတော့ ုတ်ခတ်တဲ့စော်ကားတွေနော်ကိုယေရှုရှင်တွေကိုစော်ကားလိုက်ဒီကျမအပေါင်းတို့ခင်ဗျအများကြီးပါပဲဒီလိုတွေဖြစ်လာဒါတွေကိုကျွန်တော်တို့အာလင်းတွေကမြင်လာတဲ့အခါကျတော့မလုပ်ရတဲ့ဆိုမဖြစ်တော့ဘူးဒီယောဂါကိုအမြန်ဆုံးတိုးတင်ပြီးတော့နိုင်နေမှရမယ်ဆိုပြီးတော့ပုလမာဖွဲ့ကဒီကိစ္စကိုဥဆောင်ပြီးတော့ အားလုံးအာလင်ဒီကိုခေါ်ဆရာကြီးကနေပြီးတော့မော်လနာဖဒရရာမန်ဆာဘ်ကနေပြီးတော့အားလုံးအာလင်ဒီကိုခေါ်ခေါ်ပြီးတော့ဆွေးနွေးဆွေးနွေးပြီးတော့သူတို့နဲ့ပတ်သက်တဲ့တမိုင်းရှင်တွေကိုစာရန်ပြုစုခိုင်းအဲဒီလိုစာရန်ပြုစုပြီးတဲ့နောက်ပိုင်းမှာလွန်ခဲ့တဲ့အင်္ဂါနေ့ကကျွန်တော်တို့ကဘာစတန်တာမွေဗလီကဘာစတန်တာမွေကဘာစတန်ရဲ့ဗလီမမတ်ဂျန်ဗလီမာ دائیں دائیں لو ماشی میرے بلی با تان سہ لو گوچا گرا تیان سہ لو گوچا گرا تے لو گے کو رہے جاؤ تو لو سا لا رہا سو ہی آخ مال بو مکھائے امدد یا مال بو ما تکھائی میں نے အခိဒါပိုင်းဆိုင်ရာမှာထိခိုက်နိုင်တယ်။ ਉਮ တ်ကြိုကွဲနိုင်တယ်။ ਉਮ တ်တမမဖြစ်တဲ့ပြဿနာတွေဖြစ်သွားနိုင်တယ်။ဒါကြောင့်မလို့အဲ့ဒီမှာကျွန်တော်ပါဝင်မဖတီနူမမတ်ဆာမောလာဟီဒါယတ်ူလာဆာဟာဗစ်ဆူလိုင်မန်ဆာအကောလုံးကနေပြီးတော့မိမိတို့ရဲ့တွေးကြုံခဲ့သမျှအားလုံးကိုတမိုင်းတွေရောအထောက်အထားတွေရောတင်ပြကြတာ။ ပြီးတဲ့နောက်ပိုင်းမှာဥလမာဖတ်တ်နဲ့ထုတ်လိုက်တဲ့ဖတ်တော်ဟာဆယ်ဖီနဲ့ပတ်သက်တဲ့ဖတ်တော်ဟာစာရွက်ကိုနော်ဝန်လာယေဆုကျုံတို့ကနေပြီးတော့ဖတ်ပြအားလုံးပရိတာဝန်ကနေအကောတော့ကိုလည်းဒီစာရွက်တွေပေးလိုက်တာဖြစ်တယ်ဒီပတ်မှာလည်းဆယ်ဖီနဲ့ပတ်သက်တဲ့တမိုင်းစဉ်ကိုဟောကြားပေးဖို့အတွက်ပရိစီယာတွေအားလုံးကိုလည်းတာဝန်ပေးလိုက်တာဖြစ်တယ် ဒါကြောင့်မလို့ပလီတိုင်းပလီတိုင်းမှာဖတ်တော်ဆိုင်ဘက်ဒီအားလုံးကိုကတ်ထားတာတွေ့ရပါလိမ့်မယ်ကျွန်တော်တို့ပလီမှာဆိုရင်ဖတ်တော်ကောဒီပတ်ဟောကြားမဲ့တရားတွေပါနော်အကောလုံးကိုကတ်ထားတာတွေ့ရပါလိမ့်မယ်လူချင်းချင်းတို့အချိန်ယူပြီးတော့ဖတ်ပါဘာကြောင့်ဒီလိုလုံးဝတည်းလဲဆိုရင်အဲ့လိုဆရပီယောဂထလာတော့စာအုပ်တွေအပြန်အလှန်ထုတ်လာတဲ့အခါကျတော့ကျွန်တော်တို့မုဆလမန်တွေဟာတာမန်လူတွေဟာ ဒါနဲ့ပတ်သက်ပြီးတော့မသိကြဘူး။ဘာလေးဒါဘေကလာတာလေးဘာဘာတော့ကြည့်ရတာလေးမသိကြဘူး။မသိကြတော့မေးကြတယ်။နောက်ကိစ္စလည်းဘာဖြစ်တယ်လဲဆိုတော့ဒါကကညာဘိဆိုင်ရာလေးနဲ့မှုအထဲထဲမှာရှိတယ်။တနည်းအားဖြင့်အကီတာဘိဆိုင်ရာယုံကြည်တဲ့ဘိဆိုင်ရာလုံဆောင်တဲ့ဘိဆိုင်ရာ နော်အဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ຫນွယ်နေတဲ့အတွက်ပညာနဲ့ຫນွယ်နေတဲ့ကိစ္စတွေဖြစ်တယ်။တမာအခြေခံမရှိဘူးဆိုရင်နားမလည်နိုင်ဘူး။ဒီလိုပုံစံတွေဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ရှင်းပြရတာလေတော်တော်ခက်တယ်။ချိုးလူကညံမိမယ်တချို့လူကမမိဘူး။ဒါမျိုးတွေဖြစ်သွားမယ်။ဘာသာရေးလေးလေးနက်နက်နားလည်ထားတဲ့လူတယောက်ဆိုရင်တော့ပြောတာကိုနားလည်သွားမယ်။ဘာသာရေးကိုအပေါ်ယံတော့ပဲသိတယ်ဆိုရင်တော့နားလည်ဖို့ခက်ခဲတယ်ခင်ဗျာ။ အဲ့တော့တာမန်ရှန်ကနားလည်နိုင်တဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့အတက်နိုင်ဆုံးလုပ်ပြီးတော့ဘလိုက်ကုတ်မလည်းကတ်ထားတယ်ကျွန်တော်အရင်နဲ့လည်းလူချင်းမျိုးကိုဒီပတ်အင်ရှာလာတင်ပြမယ်ဒီပတ်နဲ့အချိန်မလောက်တင်လာမယ့်ပတ်တစ်ပတ်ရှိသေးတယ်လာမယ့်ပတ်လည်းတင်ပြကျေကျေပြည့်ပြန်လေးကျွန်တော်တင်ပြမယ်လူချင်းမျိုးနားထောင်ပါဟုတ်တော့မလားနားလည်အောင်ကြိုးစားပါဆယ်ဖီရဲ့ဓမ္မန္တရေကိုကျွန်တော်တို့ဟာရှောင်ကျင်းပါ ဒီတမယပေါင်းဖို့ခင်ဗျာတကယ်စင်စစ်မှာပြန်ကြည့်မယ်ဆိုရင်အစ္စလာမ်သာသနာခေတ်သုံးခေတ်ခိုင်ရူလ်ကူရွန်သုမ္မလ္လဒီနယလူနဟုမ်သုမ္မလ္လဒီနယလူနဟုမ်တမန်တော်ကဆိုထားတာငါခေတ်နောက်တစ်ခေတ်နောက်တစ်ခေတ်တနည်းအားဖြင့်နှစ်ပေါင်း300လောက်အဲ့ဒီလောက်ခေတ်ကအကောင်းဆုံးပဲတဲ့အဲ့ဒီလောက်ခေတ်ကျော်သွားတဲ့အခါကျတော့ ဟုတ်လားမလားအများကြီးအုပ်စုဘွဲတွေဂိုင်းဘွဲတွေကဏဘွဲတွေထွက်လာတယ်တကယ်လဲထွက်ခဲ့တယ်ဟိုခေတ်ကမောတဇီလာလို့မာဂျီယာတို့ဟုတ်လားမလားအဲ့လိုပဲခါရီဂျီယာတို့အဲ့လိုဂိုင်းတွေဟိုတုန်းကထွက်ခဲ့တယ်ဒါမှပြောက်ကုန်သွားပါပြီအဲ့ဒီကကြာလာဆိုရင်တော့ဒီနေ့ရာဖီဇီယာလို့ခေါ်တဲ့ရှာအတခုပဲတန်ရှာအိုရာဖီဇီယက်လို့ခေါ်တယ်ရာဖီဇီလို့ခေါ်တယ် پیرے سے آؤ چنچی میں سنی چناؤ نا بام سائیں چنا رو یہ اے لسنت بل جماعت یہ چاہے اتھا اٹھانے چی میں سنی تو اسلام مہو کے ایسے ماں چنا اٹھا رہا بات تو رو یہ سا اوسا پی سا را یا اسلام مجھے نہیں تاٹھا اٹھا رہا ارے رو بات تازیانی گائے نے سورا رہے تھلا رہے دیرے تازیانی چاہ رہتے مچاری روکھنے ہمیں آزوشی ہیں نپاؤں کے یادیاں آزدلاو بشی ဘာကြောင့်လဲဆိုတော့ तू ကအင်္ဂလိပ်ကနေပြီးတော့ထုတ်ပေးလိုက်တယ်။အိန္ဒိယနိုင်ငံကိုအင်္ဂလိပ်ကအုပ်ချုပ်မွတ်စလင်တွေကအင်္ဂလိပ်ကိုတော်လှန်တယ်။လော်လော်လေးပြောရရင်ပေါ့တော်လှန်တယ်တော်လှန်တဲ့အခါကျရင်မွတ်စလင်တွေမှာအုပ်စုကွဲဂိုင်းကနာကွဲဖြစ်အောင်အင်္ဂလိပ်ကကာဒီယာနီကိုမွေးပေးလိုက်တယ်။ကာဒီယာနီဂိုင်းကနာထွက်လာတဲ့အခါကျတော့မွတ်စလင်တွေမှာနှချမ်းကွဲသွားတယ်။ချုံမွတ်စလင်ကကာဒီယာနီနောက်လိုက် ကျွန်မစင်အဲ့လေဆွနတ်ဝဲဂျမားဖြစ်တယ်အဲ့တော့အင်္ဂလိပ်ကိုဒီဇိုင်းမမတော်လာနေနေရမှာတော်လာခြင်းကိုမရောက်ဘဲနဲ့ဘယ်ရောက်သွားတယ်လဲမွတ်စလင်ဟာအချင်းချင်းချားရတဲ့အပိုင်းကိုခေါ်သွားလိုက်တယ်ဒါကြောင့်မလို့ကာဒီယန်နီတွေရဲ့စောင်းစာပေတွေကိုဖတ်ကြည့်ပါဂူလာမီရ်ဇာအာမက်မပြောတယ်ဆိုရင်ဗစ်တိုးရီးယားဗဂျမားဟာအလားရှင်မြရဲ့အရေးအာဝါတာပါလူချင်းမဲအပေါင်းတို့ခင်ဗျအဲ့ဒီလိုမျိုးသူဟာချီးကျူးထားတယ်ကုန်ပေးထားတာ ်နော်အင်္ဂလိပ်ကိုတွေ့ရနောက်တစ်ခုအထောက်ထားအနေနဲ့ပြန်ကြည့်ပါဒီနေ့ကျွန်တော်တို့ဒီနေ့မျက်မြင်အထောက်ထားအနေနဲ့ကာဒီယန်နီဟာပါကစ္စတန်နိုင်ငံမှာတော်တော်လှုပ်ရှားခဲ့တယ်ပါကစ္စတန်ဗိုလ်ချုပ်ကြီးရီယာသကာဒီယန်နီတွေဖြစ်ခဲ့တယ်ဆာရ်ဇဖရူလာခမ်ဆိုတာဝင်ကြီးခမကာဒီယန်နီဖြစ်နေနော်အဲ့တော့ဒီလိုလူဟာပါကစ္စတန်နေပြီးတော့သူလက်အောက်မှာလဲတော်တော်များများဗိုလ်ချုပ်တွေက ချစ်ခဲ့တဲ့ကာဒီယန်နီဒီတော့ကာဒီယန်နီဟာပါကစ္စတန်ထဲမှာလည်းပြန်လာပါကစ္စတန်ဝန်ကြီးချုပ်ကိုတိုင်မယ်ဆိုရင်စာအပေါ်မရောက်အထက်အထက်လည်းအလဲမပြောက်ပြောက်သွားတယ်ဒီလိုတွေဖြစ်ကုန်နောက်ပိုင်းဝန်ကြီးချုပ်အလီဘူတူပြုတ်သွားပြီးတဲ့နောက်ပိုင်းရောက်ဟပ်ကနေပြီးတော့တက်လာတဲ့အခါကျတော့သူ့ကိုအားလုံးကဝိုင်းပြောကြတယ်ကာဒီယန်ကိုဖြိုဖျက်ပေးပါ အစ္စလာမ်နိုင်ငံမှာအစ္စလာမ်မဟုတ်တဲ့ဒီလိုအဖွဲ့အစည်းတစ်ခုကနေပြီးတော့မဖြစ်သင့်ဘူးဒါအစ္စလာမ်ကိုအမြဲခံပြီးတော့ဖျက်ဆီးနေအဲ့မှာဆရာဝန်ဟတ်ကနေပြီးတော့ချက်ချင်းအမိန့်ထုတ်လိုက်တယ်ကာဒီယန်နီနဲ့ပတ်သက်တဲ့စာရွက်စာပေစာရန်တစုံတရာတွေ့မယ်ဆိုရင်စာပုံနှိမ့်တဲ့အခန်းအကုတ်သိမ်းမယ်ကျေးဇူးပဲကာဒီယန်နီနဲ့ပတ်သက်တဲ့စကားလုံးစာဒီစာဒီတွေ့မယ်ဆိုရင်ကြားမယ်ဆိုရင်အလုတ်ကျမ်းနဲ့ထောင်တန်သုံးနှိမ့်ချ လူချင်းမအပေါင်းတို့ခင်ဗျာအမိတ်ထုတ်လိုက်သဘောပေါက်တယ်နော်အဲ့လိုထုတ်လိုက်တဲ့အခါကျတော့ကာဒီယန်နီတွေဟာပါကစ္စတန်မှာနေစရာနေရာမရှိတော့တဲ့အခါကျတော့အင်္ဂလန်ကိုအားလုံးထွက်ပြီအားလုံးအင်္ဂလန်ကိုထွက်ပြီအခုလက်ရှိခင်ဗျားတို့ TV ဆလောင်းတွေမှာကာဒီယန်နီရဲ့အင်္ဂလန်ကနေတွင်းတဲ့အစ္စလာမ်အတန်ဆိုတာရှိဒါကာဒီယန်နီတွင်းခင်ဗျားတို့အဲ့ဆလောင်းမှာကြည့် ကောင်းပေါင်းပေါင်းထားတယ်။ဟာဒီကောင်းပေါင်းမှာအမောက်တခုဟာဒီလိုထောင်ပြီးတော့ထုတ်ထားတဲ့အဖိုးကြီးတယောက်တွေ့။အဲ့ဒါကာဒီယန်ကြီးအာလင်ကြီးကောင်းဆောင်မှာ။အဲတော့ကျွန်တော်အသေးစိတ်ပြောပြနေ။ဒီနေ့သူတို့တွေကအင်္ဂလန်မှာအကြီးအကျယ်ဖွဲ့စည်းထားတယ်။သူတို့ရဲ့အခိုင်အမာအဖွဲ့အစည်းကအင်္ဂလန်မှာရှိတယ်။အစ္စလာမ်ဘယ်နိုင်ငံမှာလည်းမခံဘူးသူတို့။ပါကစ္စတန်လည်းမခံဘူး။နောက်ဘယ်နိုင်ငံမှာအစ္စလာမ်နိုင်ငံကြီးလည်းမခံဘူး။ သူတို့အင်္ဂလန်မှာအခိုင်အမာရှိသူတို့ရဲ့နှစ်ပတ်လည်အစည်းအဝေးတွေနှစ်ပတ်လည်ညီလာခံတွေအားလုံးလှုပ်တာကိုတီဗီကနေတဆင့်ပုံပြသူတို့ဘာလို့တလဲဆိုရင်သူတို့ဒီမှာပိုက်ဆံတော်များများရှိလုပ်ငန်းတွေတော်များများရှိအဲ့ဒီပိုက်ဆံနေတဲ့သူတို့ဟာအာဖရိကဘက်မှာအာဖရိကဘက်မှာနိုင်ဂျီးရီးယားတို့ နော်တခြားတခြားအာဖရိကနိုင်ငံဆင်းရဲတဲ့နိုင်ငံတွေမှာဝင်ပြီးတော့သူတို့ပတ်စံကိုတုံးပြီးတော့တော်တော်များများအောင်သူတို့အာဟမဒီယာဘာခေါ်လဲကာဒီယန်နီယတ်မှာတွင်းလိုက်တာတွေ့ရသူတို့ရဲ့ခရီးစဉ်တွေကိုလည်းသူတို့ကတောက်လျှောက်ပြီးပြီမှာပြဒီတော့လူသမီးအပေါင်းတို့ခင်ဗျပိုက်စံနဲ့သာသနာကိုဖျက်ဆီးနေတာပေါ့ခင်ဗျလူတွေရဲ့သာသနာကိုဝေယူတာရန်ကုန်မှာလည်းစုံနေသူလုပ်ပါတယ်ကျွန်တော်မစည်းစည်းကမ်းမှာလုပ်တဲ့အချိန်ရဆိုရင် လူငယ်လေးတဦးဟာသူ့ကိုအဲ့ဒီအဖွဲ့ကနေမိမပေးစားတယ်မိမပေးပြီးတော့တခါလဲစာချုပ်အပီချုပ်တာနောင်းနောင်းစွန်နီမဖြစ်စေရဘူးဆိုတော့စာချုပ်ကို အပီချုပ်စွန်နီတဲ့ဝင်သွားမယ်ဒီမိမကိုကြွာလိုက်မယ်ဆိုရင်ဘလောက်ပြန်ယောရမယ်ဆိုတာပါရှိအဲ့ဒီပုံစံမျိုးနဲ့လူချင်းမေအပေါင်းတို့ခင်ဗျအဲ့လူငယ်အဲ့လူခန်းချီလိုက်တယ်နောက်ဆုံးလူငယ်ကကြားလိုက်ကြားလိုက်ဘာဖြစ်လာလဲဆိုတော့ဒီအမျိုးသမီးနဲ့ကွဲသွားပြီးတော့ နောက်ဆုံးကျွန်တော်ဟိုကလာပြောတယ်ကျွန်တော်တော်ပါလို့ရှင်တယ်ကျွန်တော်မှားသွားပါတယ်နော်ဆိုပြီးတော့လာပြောပြီးတော့ကျွန်တော်ပဲမစည်းစိခမ်းမှာသူ့ကိုပြန်ပြီးတော့တော်ပါလို့ဖိခဲ့ဒီတော့လူချင်းမရအောင်လို့ခင်ဗျာဆိုလိုချင်တာကပါလဲဆိုတော့ဒီလိုအများကြီးလူတွေရှိဖြစ်ထားတာလေအစ္စလာမ်တာဝန်ကိုဖြတ်လို့ဖြည့်စည်ရအတွက်အဲ့လိုဂိုင်းတွေအဖွဲ့အစည်းတွေပိုက်ဆံနေတဲ့အနောက်ကနေပြီးတော့လုပ်နေတာတွေရှိအဲ့တော့လူချင်းမျိုးကိုယ်အီမန်ကိုကိုထိမ့်သိမ့်ဖို့တော်တော်အရေးကြီးတယ် နော်တတန်းဆိုတာတစ်ခါပဲရနောက်တစ်ခါမရကျွန်တော်တို့နောက်တစ်ခါနောက်တစ်ခါကဘာကိုလာဖို့ဘာဘဝနဲ့မှလာစီရမရှိတစ်ခါပဲလာလို့ရအဲ့တစ်ခါမှအီမန်ကိုမပြတ်ဖို့အတွက်ကြိုးစားအဲ့တစ်ခါတည်းမှဂျားပြတ်အီမန်ပြတ်သွားပြီဆိုရင်ပထမလုပ်ခဲ့တဲ့အ ibad တ်တွေအားလုံးဟာအလားရှိမဲ့ပြတ်သိမ့်လိုက်ခဲနောက်မှနောင်တရလို့ပြန်ကလီမာဖိုင်တစ်ကနေပြန်စား ညာသွားမလားနဲသွားမလားပြောဟမ်ဘယ်လောက်နဲသွားမလဲကျွန်တော်တို့အတွက်ကျွန်တော်တို့ရဲ့တက်တမ်းမှာအများကြီးယုံနေမှုတွေဝင်လာတာဒါကြောင့်မလို့အီမန်နဲ့ပတ်သက်ပြီးတော့နည်းနည်းမှအခြေခိုက်မှခံနေအီမန်ကျက်တာမှဖြစ်စေနဲ့ဒီတော့လူချင်းမဲ့အပေါင်းတို့ခင်ဗျာအခုလေကာဗျာနေကိစ္စပြီးသွားပြီဆိုရင်အခုလေကျွန်တော်တို့စီမှာနော်မုဆလမန်ဆိုပြီးတော့ဂိုင်းဝဲရှင်တိပြန်ရှင်အချင်းနေပြန်သေးတယ် ဒါရှိသွားမယ်လေဒါတွေအားလုံးကိုကျွန်တော်တို့ကတတိထားပြီးတော့ရှောက်ရအောင်နော်အခုဆိုရင်နောက်တစ်ဖွဲ့ရှိတဲ့အဲလီကုရ်အန်လို့ခေါ်တယ်ရှိတဲ့ဒီရန်ကုန်ထဲမှာရှိတယ်တော်တော်များများခေတ်ပညာတတ်တွေအဲ့ဒီအနောက်ကိုပါသွားနေတယ်ဘာတော့ပါပါလဲတလားခေတ်ပညာတတ်ကအလွယ်လိုက်သာသနာကိုကက်ကက်ခဲခဲအလုံးမလုံးချင်ဘူးဟုတ်ရမလားလွယ်လွယ်လေးနဲ့ မွ슬လမန်ဖြစ်ရင်အစ္စလာမ်ဖြစ်ရင်တော်ပြီလွယ်လွယ်လေးနဲ့ဂျန်နတ်ရရင်တော်ပြီဒီပုံစံကိုအလွယ်လိုက်ချင်တော့သူတို့တွေကလည်းအလွယ်တစ်ခုကိုဖန်တီးပေးလိုက်အဲ့ဒါကပါလေငါတို့ကကုရ်အန်တစ်ခုတည်းပဲလက်ခံတာကုရ်အန်ဟာပြည့်ပြည့်စုံတယ်ကုရ်အန်နဲ့ပဲပြီးပြီကျန်တာဘာမှမလို့ခြင်းဘူးဆိုပြီးတော့ဟာဒီသ်ကလည်းမခံဘူးအဲ့ဒီအုပ်စုတစုဆက်ရှိသေးတယ်လက်ရှိရှိသေးတယ်ဒါတော့လူသမီးအပေါင်းမခင်ဗျအကဲကုရ်အန်ကလက်ခံပြီးတော့နေမယ်ဆိုရင်

တရားမှန်တဲ့ခွဲတို့ဟုတ်လားမလားဇကာတ်ကဘယ်လိုအစီရှိတယ်လို့ပေးရမှာလေဟုတ်လားမလားနော်ဇကာတ်ပေးတဲ့နေရာမှာနိယတ်ကိုဘယ်လိုအချိန်မှလုပ်ရမှာလေ